င်္ဂလာပါရှင်။ Listeners Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်။မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတ္ထုဆောင်းပါးဘောင်းချုပ်တစ်ထည်ကညာကြီးမင်းကြီးဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးတော်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျမကတော့နန်းတိတ်ကြီးဖြစ်ပါတယ်။ Hey ထွန်းဖေတို့ထွန်းရှိန်တို့ထားကြတော့နိုင်ပြန်တစ်ချက်ထိုးပြီးရေးကြပြီထင်တယ်။တွားကြရအောင် ရင်နှွေးဥမြတဲပါတော့လားတင်းစရာရှိတာတင်းညတော်တော်ကြာတကြီးမင်းလာတော့မယ်မောင်လူအေးအနာတွင်အိတ်ပြော၍နေကြစားသောတပည့်ထွန်းဖေးနှင့်စာပို့ထွန်းရှင်တို့လည်းတွက်ချက်ချက်ချင်းမရှိဗျိုင်းတူပင်ငေါခနဲထကြပြီးလင်ထွန်းဖေးကရင်နှွေးဥတဲထွန်းရှင်ကပစ္စည်းများကိုတင်းဆဲ၍နေလေသည်ညီညွတ်ကြပေ၏ချမ်းလိုက်ဒီမှာခက်ခက်တုံးမိမိဤတပည့်များအားတနာမိတော်ဟု၏ အခြားရွက်ထဲတဲတွင် အိမ်မောကြွေနေကြသောစကန်းစည်ရီမောင်ဟန်စိန်နှင့်မောင်အုံးပွင့်တို့လည်းအိမ်ယာမထားကြရရှာလိမ့်ပြီသူတို့လည်းခိုက်ခိုက်တုံးစီးနှင်းပေါက်လည်းမိုးလောက်ပြင်းထန်ဆိုးပြီးတကဲ့သို့စီးနှင်းပေါက်တို့မှာတည့်ရွက်ချောင်းများအပေါ်သို့ကြာသောကြောင့်တဖောက်ဖောက်နှင့်နေလေတော့သည်တပည့်များအာနှိုးပြီးလျှင်မိမိကိုယ်တိုင်လည်းအိမ်ယာမထားရ၏စကန်းချနေသောနေရာက မွေဟောက်ရွာမှတခေါ်တတာခန့်ဝေးကွာသောဦးကျော်တွန်း၏ပိန်းတဲ့ဥယင်အတွင်းဖြစ်လေသည်။၎င်းယင်းနှင့်ဆက်လျက်ကတစ်တော့ကျိုးဝိုင်းရှိ၏။မောင်လူအေးတို့အိယာမနိုးသောအချိန်ကဒူရကအိပ်၍ကောင်းနှုံအချိန်ဖြစ်သောကြောင့်ရွာဘက်စီမှလူတန်ဟူ၍အနေငယ်မျှမကြားရခြင်း။တစ်တော့ကျိုးဝိုင်းတွင်မှကြီးတကောင်ဤဟောက်နေသောအတန်တစ်တော့ငှက်မောင်နှံတို့အပြန်အလှန်မြည်နေကြသောအတန်ဥယင်အတွင်ပရည့်စသောပိုးမွားတို့ဤအော်တဲ့ လေချွန်တန်အပြင်အချားမြည်သည့်အတန်ကိုမြမချားရဖြစ်လေသည်ထိုညာကလာစုပ်ရှိရည်ညဖြစ်သောကြောင့်တချမ်းမြသောလာမဲမှာကောင်းကင်ပြင်တွင်ထွန်းလင်းစပြုတ်နေလေပြီသို့သော စီးနှင်းတို့နှင့်စစ်ကင်းလျက်နေရရှာပေသည်တခါတခါမှင်၍သွားတခါတခါလင်း၍လာနှင့် ခမရလာမဲမှာလည်းအခက်ကြုံနေလေပြီ အလွန်ချမ်းအေးရသည့်အထဲတွင် လေပြေကလေးကတိုက်ခတ်၍လာလိုက်သောအခါအသည်ဆိတ်၍သွားလေ၏အတန်ကလေးကြာလင်ရွာဘက်မှစက်တော်သံများကို ကြားလိုက်ရသောအခါတစ်တောကျိုးဝိုင်းတွင်မှ တောကြက်များလဲလိုက်၍တွန်ကြကုန်၏တရောလုံးစက်တော်သံများ၎င်းတို့၏တောင်ပန်နှစ်တန်းများနှင့်စူညံ၍နေလေပြီမောင်လူအေးလဲစက်တံကိုဗဟုပြုရတဲ့တောသူရွာမို့ဟု၍တိုးတိုးလေးရွတ်ဆိုမိလေတော့၏ တောချက်ရွာကြံများတောင်ပန်းနှက်ကတွန်ကျူးနေကြသည့်ခိုက်တွင်တစ်တောက်ငှက်မောင်နှံတို့၏အတံမှာပျောက်ွယ်၍သွား၏ជីဟောက်တံမှာလည်းဝေးတဲ့ဝေး၍သွားလိမ့်မည်မကြမီကြက်တံများလည်းရက်ဆဲသွားလိမ့်ဤမောင်လူအေးလည်းနှွေးစီရန်အလိုငါကော်ဖီပူပူတစ်ခွက်ကိုတောက်နေလိမ့်မည်တကြီးမင်းဦးကြသည်စိန်ကောင်းထွန်းပုံ မောင်စော်တို့နှင့်တကွရွာသားပေါင်း20ခန့်နှင့် ပေါ့၍လာလိမ့်ပြီ။တကြီးမင်းက ရှေဆုံးမှမန်အိမ်တလုံးကိုဆွဲလျက်၎င်း၏နောက်က ရွာသား20ခန့်စီတန်းလျက်ရောက်လာကြကုန်၏။အားလုံးကရင်ချီးပင်အင်ကြီးဝတ်နိုင်သူ၃လေးယောက်ပါရှိလေသည်။ချမ်းကြမီက မလွယ်တီ။သို့သောတချင်းတကြောကြောနှင့် နေကြ၏။ပျော်ပါကြသောကြောင့်လေလာမသိ။အားလုံးအရောက်ကြီးကြလဲဟန်စိန်တို့ကရွာထဲတဲများကိုဖျက်သိမ်းကြလေသည် ျင်လည်နေကြသူများဖြစ်သောကြောင့်တခဏအတွင်းပြီး၍သွား၏ပြီးလျင်ပစ္စည်းများလှေစိတ်သို့တဲပိုး၍ချကြလေသည်တကြီးမင်းနှင့်မောင်လူအေးတို့ကရှေးဆုံးကစရေးများနှင့်ဆဲအိမ်ကောင်းတို့က နောက်ဆုံးကပစ္စည်းတဲပိုးသူတို့ကအလေကစီတန်း၍တစ်တော်တန်ကျိုးနဘေးမီလန်တိုင်းဆင်း၍လာကြ၏မောင်လူအေးတို့စကန်းနှင့်မြစ်စိတ်က တမိုင်ခန့်ဝေးလေသည် မိုင်ဝက်ခန့်သွားမိကြလဲမောင်လူအေးတို့ဤရှေ့မှာတောဝက်တကောင်ဖြတ်၍ပြေး၏ဆန်အိမ်ကောင်းမောင်စောကအမဲလိုက်ရကောင်းပါပဲဟုပြောသောကြောင့်အားလုံးပင်ဝိုင်းရရဲကြလေသည်တောကျက်တောငှက်များလဲလန့်က မောင်လူအေးတို့ဤအနားမှပြန်တန်း၍သွားကြလေသည် ကောင်းငင်မြင်တွင် လာမင်းလဲအတော်ပင်မြင့်၍လာလေပြီလမ်းတလျှောက်တွင်လဲစပယ်ပန်းအနက်မှလဲတသိန်းသိန်းတပြန့်ပြန့်နှင့်နေ၏ ဤကဲ့သို့သော အခါမျိုးတွင် တလာနိဗ္ဗာခံအိမ်မှခွဲခွာ၍နေရရှာသော မောင်လူအေးသည်မိမိ၏ခြေစနီးခင်တန်းမြင်အားအဘယ်မှလင်းသတိမရဘဲနေနိုင်ပါအံ့ဤသတိရမည်ပင် ခင်တန်းမြင်အကြောင်းကိုစဉ်းစားရင်းနှင့်ပင်လှေစိတ်သို့ရောက်ရ၏မောင်လူအေးကဲ့သို့ပင်မိမိတို့သားမယားများနှင့် ကွဲကွင်း၍နေကြရရှာသောဆေးဟန်စိန်အုံးပွင့်တပည့်ထွန်းပေ ထွန်းရှိန်တို့မှမြည်သည့်အကြောင်းစဉ်းစားလာကြသည်ကို တွေးကြည့်ကသိရှိပေးလိမ့်မည် အထူးရေးသားရန်မလို့မောင်လူအေးတို့လူစုလှေစိတ်တို့ရောက်၍ပစ္စည်းများကိုလှေဘော်တို့တင်ပြီးသောအခါနာယီပြန်သုံးချက်ထိုးတော်မည်တကြီးမင်းနှင့်ရွာသားစိန်ကောင်းတို့အားနှုတ်ဆက်ခါအခပေးစရာရှိသည်ကို ပေးပြီးလျှင်ကမ်းခြေမှ ခွဲခွာခဲ့လေသည် လာမင်းလဲစောစောကထက်ပင်ပုံမိုထိန်လင်းတောက်ပလျက်နေပေ၏လာမင်းဤအယောင်မှာရေပေါ်တွင်ဖြန်းလိုက်သောအခါလွမ်းစရာလိုလိုဘာလိုလိုနေ၏ကမ်းဘေးတွင်ပေါက်လျက်နေကြကုန်သောဘိုင်းတောင်ဖြူလမှုကပလာကနဇိုပင်တို့မှလည်းလာရောက်တွင်တမျိုးကြည့်၍ကောင်း၏ဘိုင်းတောင်ပင်ဤအရင်တွင်ရေတောက်မြင်များရောရှက်ရှုပ်ထွေး၍နေသည်မှလည်းထူးဆန်းလှစွာ၏ ထိုအခါတွင်လှေလော်သူတို့၏တက်တမ်းမှတပါ အချားမြည်သည့်အတန်ကိုမြမချားရပေတိတ်လျက်နေပေ၏မြည်သူမြစကားမပြောထိုနက်ခင်း၏တာယာချင်းကိုပင် အရသာခံနေကြသောကြောင့်ပေလော အိမ်ငိုက်နေကြသောကြောင့်ပေလောဟု၍ကဤစာကိုရေးသားသူမှမြည်သူပြောချနိုင်မှာအံ့နီဤသို့ တိတ်ဆိတ်စွာလှော်လာ၍၁၀မိနစ်ခန့်ကြာသောအခါမောင်လူအေးသည်ညာဦးမအိတ်မီက ဆယ်အိမ်ကောင်းမောင်စောပြောကြလိုက်တော့မိချောင်းတရားကို ရုတ်တရက်သတိရမိပေသည်ကြော်အနေငယ်ချမ်း၍သွား၏ယခုလှော်၍လာသောမြစ်ထဲတွင်မိချောင်းအလွန်ပေါ်လေသည် တနေ့ကမိချောင်းတကောင်ကနဇိုးတိုက်ထဲတွင် အိပ်ပျော်၍နေရာဆယ်အိမ်ကောင်းထုံးပုံမြင်သည့်ဖြင့်တကြီးဤနှလုံးပြူတနက်ဖြင့်ပြစ်ပါတော်လဲလက်ပြင်ကိုမပြစ်ပဲမိထူးကိုပြစ်မိသောကြောင့်၎င်းမိချောင်းကိုမရလိုက်ပေ လွန်ခဲ့သည့်လကကရင်အေးဖေသည်ခွေးတေကိုငားစာလောက်ကားများရာရှစ်တောင်ကန့်ရှိမိเจ้าကြီးတကောင်ကိုမိသောကြောင့်အရှင်လက်လက်လက်ပြန်ကျိုးတုတ်ကကုန်းမော်တို့တင်ဆောင်ခဲ့၏ရွာပေါ်တွင် သုံးရက်ခန့်အရှင်ထားပြီးလေလေးရက်မြောက်သောနေ့၌တက်၍စားလေသည်၎င်းမိเจ้าဤတဲကြီးကိုပင်နောက်အသုံးရှိလင်းရစေရန် မောင်လူအေးငဖေထံမှ15ချက်ပေး၍ဝယ်လိုက်သည်မဟုတ်ပါလော့ လွန်ခဲ့သည့်2လလောက်ကဆယ်အိမ်ကောင်းမော်စော်၏အမဲလိုက်ခွေးတကောင်ဂရုကလေးတစ်ခုကိုဖျက်ကူးရာမိเจ้าဟတ်၍သွားသည်ကိုမောင်စော်ကိုယ်တိုင်မြင်လိုက်ရလေသည်။၎င်းမိเจ้าအားလုံးအနက်အကြီးဆုံးသောမိเจ้าနှစ်ကောင်ကပါးဖြူနှင့်မီးတူတို့ဖြစ်လေသည်။၎င်းနှစ်ကောင်စလုံးမှာဆယ်တောင်ထက်မနည်းပြီ။မီးတို့မှာပါးဖြူထက်ရဲလဲရဲ၏။ပါးလဲပါးနက်လေသည်။လေကလေးများညအခါလှော်တော့လေမီးတို့မှာလိုက်လေရှိ၏။ ငဖေးကိုတိုင်ခွေးတေကိုငါးစားလှုပ်၍မြားပါတော့လဲ၎င်းမိတို့နဲ့ပါဖြူတို့ကိုမမိပေငဖေးကိုတိုင်ကလည်း၎င်းတို့အားနတ်မိเจ้าဟုဆိုကာလက်လျှော့၍ထားရလေသည်ပါဖြူကမိတို့ကဲ့သို့လှေများကိုမလိုက်တော့လဲလှေလျောသွားသောအခါကန့်လန့်ခံလေးရှိသည်လေများကရှောင်းတင်း၍တွားရ၏။အီမီကျောင်းတရားကို မောင်စောဟောကြားစဉ်အခါကနားထောင်၍ကောင်းတော်လဲယခုအခါ ဘောက်တူကလေးနှင့်၎င်းပားဖြူတို့မိတို့တို့ဤနေပေတွင်ချင်းနှင်းဝင်ရောက်၍တွားရသောအခါအလွန်ပင်ကြောချမ်းလီတော်သည်လှေလော်လျာပားဖြူကြီးပင်လှေဦးကပေါ်လာမည်လောလှေနောက်ကပင်မိတို့ကြီးလိုက်လာမည်လောဟုတွေးတောကလှေဦးတို့၎င်းလှေပဲ့တို့၎င်းမကြာမကြာကြည့်ရှုမိပေသည်ရုတ်တရက် မိတို့ကြီးလှေအောက်ကဝင်ကလှေမှောက်လိုက်မှဖြစ်အခါရုတ်တရက်ရှောင်းတခင်ပားဖြူကြီးလှေပေးမှပေါ်လာပြီးလင်လှေရင်း၌ရှိသောသူတို့အားအမီးနှင့်ရိုက်ချလိုက်မှကိုလဲစိုးရနှင့် မောင်လူအေးဤစိတ်ထဲတွင် ပူပင်လျက်နေတော်သည်ဤသို့စဉ်းစားနေ၍မဖြစ်တခုခုလုပ်ရမည်လူကြံလင်ခံနိုင်ရောလားတပည့်ထွန်းဖေးအား တနက်တစ်သားထဲမှာနှလုံးပြူတနက်နဲ့အင်းကြီးတစ်သားထဲမှာရမ်းတောင်များကို အထုတ်ခိုင်းလေသည်တနက်ကိုရမ်းထိုးပြီးလျှင်လှေဝမ်းထဲမှာထိုင်ကားဥပတ်တို့၎င်းပဲ့ဘတ်တို့၎င်းဘေးနှစ်ဖက်တို့၎င်းတရီနှင့်ကြိရှုကလာခဲ့၏။လှေထဲတွင်ပါလာကြသော သူတို့အားလည်းမိချောင်းကိုမြင်လင်မိမိအားချက်ချင်းပြောကြရန်မှားထားလေသည်။မောင်လူအင်းနှင့်မိချောင်းဤချောင်းကြမှတိကြရတော်မည်။အလို့ ြောရင်ဆိုရင်လလာဟိုရှေ့နားကပေါ်နေတာပါဖြူလားမီးတို့လားတကောင်ကောင်ဖြစ်ရမည်ရေပေါ်ရင်ဘောလုံးကြီးပေါ်နေလိုက်ဒီမှာမောင်လူအေးတို့စီလာတော့လှေနီးပါရှိလေသည်လှေလော်နေသူများရက်တန့်၍သွားကြကုန်၏ထွန်းဖေထွန်းရှိန်နှင့်စည်ရေးနှစ်ယောက်တို့လည်းကြောက်လာသည်ဖြင့်တုံ၍နေကြလေပြီမောင်လူအေးလည်းကြောက်သည်ပင်တို့ရတွင် ဝင်ထောက်ဟူသောဂုံနူးကိုယူပြီးနေပါလျက် ကြောက်တီဟု ဆိုလင်ရာဇဝင် ရိုင်းတော်မီအဘယ်နည်းနှင့်မျှနောက်မဆုတ်ပြီးရှေကိုသာတိုးတော်မီမိမိဤတနက်ကိုအားကိုရမည်မရမည်ကိုလည်းမသိသည်၎င်းကိုဝယ်ပြီးကလေးကလူတို့ကြားတို့မိเจ้าတို့ကို မဆိုထားပြီးဂျိုးတကောင်ကိုမျှမဆမ်းမှုသေးပြီသို့သော ကိုရေးကြုံလင်းရဲကုံပြရမည်လာလာလူလုံးလို့ မိမိကိုကိုရဲစေးတင်ပြီးလျှင်လှေသမားတို့အားရှေးသို့တိုး၍အလော်ခိုင်း၏ခမရများမှာဝင်တော့ကိုကြောက်၍သာလျှော်ရရှာသည်စိတ်ထဲတွင်ကဖျားဖျားနှင့်နေကြလေတော့သည်ဟန်စိန်တို့တွေလည်းမလုံမရှက်ငြိမ်သက်၍နေကြရှာ၏မိချောင်းကြီးကလာရောင်တဲတွင်လှေရှိမမမမနှင့် လာနေလေတော့သည် မောင်လူအေးကခိုင်းသောကြောင့်ထုံးဖေကလက်နှိပ်တမ်းမီနှင့်မိချောင်းကြီးအားထိုး၍ပြလေသည် အောင်မဲအေယာမအကောင်ကြီးပါကလားဇက်သေးများတွင်ဘလူးအားမင်းသားကကျင်းတဲ့ကဲ့သို့မောင်လူအေးလဲမိချောင်းကြီးအားဤကဲ့သို့ကျင်း၏အသင်မိချောင်းကြီးအသင်သည်ကျွန်ုပ်တို့ဤရန်သူမဟုတ်လင်ဝေးရာသို့ရှားလေကျွန်ုပ်တို့တွားလန်းကိုတားဆီးခြင်းမပြုလင်အကယ်၍သင်မရှားလင်ကျွန်ုပ်ဤတနက်လက်နက်ဤပြောင်းဝတွင်အသင့်အသက်ထွက်တော်မည်ဤကဲ့သို့ဆိုကလှေဥမှထ၍ရက်၏ ီးချောင်းကြီးကဝေးရာတို့မရှားသည့်ပြင် ရေပန်းကြီးကိုပင်ထစေလီပြီမောင်လူအေးတို့ဤလှေကလေးမှာတွတ်တွတ်ခါ၍သွား၏အားလုံးပင်ဖျားတကြကုန်၏မောင်လူအေးလည်းအပါဝင်ဖျားတရပင်မီးချောင်းကြီးလက်ပြင်ကိုတနက်ဖြစ်နှစ်ချက်ဆက်လက်၍ခွင်း၏အလွန်တိတ်ဆိတ်လျက်နေသောနက်နက်၄နာရီခန့်တွင်တနက်တန်ကြီးမှပဲ့တင်ထက်လျက်သွား၏အနီးနားရွာများမှလမ်း၍သွားကြမိကမုတ်ချပင် တပြတိုက်သည်ဟူ၍ပင်ထင်မှတ်ကြပေလိမ့်မည်။ပါဖြူကြီးကိုချက်ကောင်းမှန်လီပြီ။ထွန်းဘေအားလက်နှင့်ဓမီးဖြင့်အထိုးခါရာပါဖြူကြီးမှရေပေါ်တွင်ပက်လက်လန်း၍နေသည်ကို တွေ့မြင်ကြရ၏။ဒီအခါကျမှတလီလုံးဝန်တန်အားရစူညံသောစကားပြောနိုင်ကြလေတော့သည်။သူကလည်းမကြောက်ပါဘူး။ငါကလည်းမကြောက်ပါဘူးနဲ့ပြောနေကြ၏။လေသမားတို့ကလည်းပါဖြူထက်မကား ကြီးသောမိချောင်းကြီးများကိုပင်လက်တွင်တနက်ရှိလင် မကြောက်ဟုဆိုသေးသည်ဤသို့စကားပြောနေ၍မဖြစ်မိချောင်းတေကြီးကိုအဘဲသို့လုံမည်နီအာယုံကျင်း၍အလင်းသို့လည်းရောက်တော်မည်၎င်းမိချောင်းတေကြီးကိုလှေနှင့်တွဲယူသွားပြီးလင် အနီးအနားနေရာပြန်ချီရွာတွင်ဖြတ်မည်မိချောင်းရေနှင့်တဲကြီးတို့ကိုမိမိယူမည်မိเจ้าသားကိုလှေသမားတို့နှင့်ရွာသားများဝေစားကြဟု၍ပြောတော်ကြောင်းလှေသမားများလည်း အာရဝန္တာမိချောင်းတေကြီးကို တွဲ၍ယူလာကြလီပြီ။နေရပြန်ချီရွာနာသူရောက်လင်မိုးလင်းတော်ဤမိချောင်းကြီးကို မောင်လူအေးတို့ဤလှေနှင့်တွဲယူလာသည်ကို နေရပြန်ချီရွာသူရွာသားအပေါင်းတို့မှကန်းညွတ်အောင်ရက်၍ကြည်နေကြပြီလင်ဤစိတ်မှတပါထိုစိတ်မှတပါဟုစူညံစွာ ပြောကြားနေကြသည်ကို ကြားရလေသည်။ဤသို့ကြားနေစေတွင်တပည့်ထွန်းဖေက ကိုတော် ကိုရောကြက်ရှာရွာရောက်ပြီးဟူ၍နှိုးသော အခါကျမှမိမိလှေထဲတွင်အိပ်ပျော်နေကြိုက်အိမ်မက်မြင့်မက်နေကြောင်းသိရသဖြင့်တယောက်တည်းပြုံးမိလေတော်သည်။အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်။မိတ်ဆွေတို့၏စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနှင့်နှလုံးတူရတဲ့ပြည့်စုံနိုင်ကြပါသည်ရှင်။